ခုတင်ဆက်ပေးမယ့်သတင်းကတော့ဗဟိုဘဏ်မှာစက်သုံးစီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာတန်း30ရောင်ချပေးမယ့်သတင်းပဲဖြစ်ပါတယ်။ဗဟိုဘဏ်မှာနိုင်ငံခြားငွေကြေးစည်းကွက်တွေစက်သုံးစီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာတန်း30ရောင်ချပေးမှာဖြစ်တယ်လို့ဒီဇင်ဘာလ3ရက်နေ့မှာအသိပေးထားပါတယ်။ဗဟိုဘဏ်မှာ CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက်အမေရိကန်ဒေါ်လာ 19တန်းကျော်ကိုစားနပ်စင်တွေနဲ့ကုမ္ပဏီများကိုဒီဇင်ဘာ3ရက်နေ့ကရောင်းချပေးခဲ့ပါတယ်။ဒါအပြင် FX Trading မှာလည်းစားပျိုးရေးလုပ်ငန်းသောပစ္စည်းများ၊ကားဆိုင်ငယ်ပိုပစ္စည်း၊ဓာတ်မြေဩဇာ၊ဂျုံ၊ဈေးဝါနဲ့ဈေးဝါကုန်ကြမ်းပစ္စည်း၊စက်မှုကုန်ကြမ်းပစ္စည်းများ၊ Electronic ပစ္စည်းများ၊စားသုံးကုန်စည်း၊လူသုံးကုန်ပစ္စည်းများ၊ထောက်ပိုးပစ္စည်းများ၊စားလုပ်ရေးလုပ်ငန်းသောပစ္စည်းများတင်သွင်းတဲ့အင်ပို့တာများမှာနိုင်ငံခြားငွေဝယ်ရရှိခဲ့လို့သိရပါတယ်။ FX Trade မှာဒေါ်လာကို3648ကျပ်၊တရုတ်ယွမ်တရွမ်ကို956ကျပ်၊ထိုင်းမတ်တစ်ပတ်ကိုတော့124ကျပ်နဲ့အယားဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ဒီတဲ့တွေကတော့မြန်မာသူတွေကပြပူလာပါဗျ။